MON common M Y N A minor common minor တသားမိမိတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့တသားမိမိတို့ပတ်ဝန်းကျင်မှာခဏခဏမြင်တွေ့ရတဲ့ဇယက်ငှက်လေးတွေအကြောင်းပဲဖြစ်ပါရဲ့ဇယက်ငှက်လေးတွေကအတန်မျိုးစုံထွက်နိုင်တဲ့ငှက်လေးတွေဖြစ်ပါရဲ့ဇယက်တွေဟာအခြားငှက်တွေရဲ့အတန်တွေကိုပါအတုခိုးနိုင်ပါရဲ့သူတို့ကမျိုးပြနေရာတွေကိုနှက်သက်ပြီးအိမ်တွေရဲ့အမိုးအောင် တစ်ပင်ခွာကြဗလာရီမှာအတိုက်လုံလို့ရှိပါတယ်တဲ့လူတွေနဲ့အတူနေရတာကိုသဘောကျတဲ့အတွက်လူနေအိမ်တွေနားမှာနေတတ်ကြပါတယ်တဲ့ဇရက်တွေမှာအညိုရောင်နဲ့အဝါရောင်ရောတဲ့အမွှေးတွေရှိပါတယ်တဲ့အညိုရောင်ကတော့အဓိကဖြစ်ပြီးခြေထောက်နဲ့နှုတ်သီးကအဝါရောင်ရှိပါတယ်မျက်လုံးသားတစ်ဝိုက်မှာအဝါရောင်အစင်းလေးတွေပါရှိပါတယ်တဲ့ဇရက်လေးတွေကအစားအစာမျိုးပဲစားတော့ကြပါတယ်သူတို့ဟာပိုးမွား သစ်သီးစပားစိတ်လူတွေစွန့်ပြတ်တဲ့အမှိုက်တွေကအစားအစာတွေကိုပါရှာဖွေစားတောက်နိုင်ပါတယ်။ဇရက်လေးတွေကတခြားငှက်တွေနဲ့မတူတာကတော့သူတို့ကရန်လိုတတ်တဲ့သဘာဝရှိပါလေတဲ့။ဇရက်တွေဟာသူတို့ရဲ့နေမျိုးကိုအလွန်ကာကွယ်တတ်ကြပါတယ်။တခြားငှက်တွေသို့မဟုတ်အိမ်မွေးတိရစ္ဆာန်တွေကိုအနိုင်ပေးနိုင်တဲ့အထိသူတို့ကရန်လိုတတ်ပါလေတဲ့။ ဇရက်လေးတွေဟာတစ်နှစ်ကိုနှစ်ကြိမ်၃ကြိမ်ဥဥပြီးတစ်ခါဥဥရင်၄ဥကနေ၆ဥအထိရှိပါတယ်တဲ့မြန်မာနိုင်ငံမှာတော့ဇရက်နှစ်ကောင်ကိုအတူတူတွေ့ရင်ကံကောင်းတယ်လို့ပြောတတ်ကြပါတယ်ဇရက်လေးတွေရဲ့ပြောစရာကောင်းတဲ့အပြုအမူတွေကိုလေ့လာကြည့်ရင်လည်းအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်နော်ကဲအခုဇရက်လေးတွေအကြောင်းပြောပြပေးပြီဆိုတော့မိန်းကုံးလေးတွေဖြည့်ကြည့်အောင်နော်ဇရက်လေးတွေရဲ့အဓိကအယောင်ကဘာအယောင်လဲ၁အပြာယောင်၂အညိုယောင်၃ ကောင်အဖြူရောင်အညိုရောင်ဆိုရင်ဖြည့်လေးတွေဆိုရယ်နော်။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။